ုံးမဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ literature fee channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျဒီနေ့မှတော့ကျွန်တော်ဖတ်ပြတင်ဆက်ပေးရတဲ့ဆောင်းမကောင်းလေးကတော့အစာရေးဆရာပေါ်ပေါ်သိမ့်ပေရေးသားထားတဲ့မျက်ဝေလို့တော့အထွေများသုံးဆောင်းထဲမှာဆောင်းမကောင်းလေးတစ်ပုဒ်ကိုရွှေချက်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆောင်းမကောင်းလေးရဲ့နာမည်ကကြောက်မတ်ဖွယ်စိတ်ဆွမ်းအားလို့အမိရပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းမကောင်းလေးကိုနားဆင်ခံစားကြည့်အောင်ပါခင်ဗျကြောက်မတ်ဖွယ်စိတ်ဆွမ်းအား လွန်ခဲ့တဲ့နှစ်အတန်ကြာက Readers Digest Magazine မှာ Nexus Main ရဲ့တကယ့်အဖြစ်အပျက်အကြောင်းကိုရေးထားတဲ့ဆောင်းပါးတစ်ပုဒ်ပါလာခဲ့ပါတယ်။တကယ်တော့အဲ့ဒီဆောင်းပါးဟာ Nick အကြောင်းကိုရေးထားတာဆိုတာထက်ကြောက်မက်ပွေကောင်းတဲ့စိတ်ဆွမ်းအားအကြောင်းကိုရေးပြထားတာပါ။ကဲဆောင်းပါးကိုဖတ်ကြည့်လိုက်ပါဦး။ Nick ဟာကျမ်းမာကြံခိုင်ပြီးရီမန်းချက်ကြီးတဲ့မိရထားအလုပ်သမားလူရွယ်တယောက်ဖြစ်တယ်။သူ့မှာဇနီးနဲ့လူမမဲသားလေးနှစ်ယောက်ရှိပါတယ်။ Nick နဲ့အလုပ်သမားတွေဟာ ဘုရားယုံမှာရက်ထားတဲ့ရက်ထားတစည်းရဲ့တွဲတွေကိုလူခွဲပြီးစစ်ဆေးတဲ့အလုပ်လုပ်ကြရတယ်။နှစ်ခါအလုံးပိတ်အေးအေးကန်ကုံတွဲတွေကိုစစ်ဆေးနေတော့မှ ကုံတွဲရဲ့အဝင်တကားကိုမှားပြီးပိတ်မိလိုက်တယ်။သူအပြင်ကို ပြန်ထွက်လို့မရတော့ဘူး။ဘာကြောင့်လဲဆိုတော့ကုံတွဲရဲ့တကားဟာအတွင်းကဖွင့်လို့မရပဲအပြင်ကဖွင့်လို့ရတယ်။နှစ်ခါအပြင်ကသူ့တငယ်ချင်းတွေကြောင်းအော်ခေါ်တယ်။လက်ချောင်းအကွဲအထိအော်တယ်။အလုံးပိတ်အတွဲတွေကသူ့အော်တန်းကိုဘယ်သူမှ မကြားရဘူး။ဒါနဲ့သူဟာတွဲနေရန်ကိုလက်သီးနဲ့ရိုက်ထုတယ်။ခြေထောက်နဲ့ကန်တယ် ဒါလည်းဘသူမှမကြောက်ကြောက်ဘာဖြစ်လို့လဲဆိုတော့သူ့အဖွဲသားအားလုံးအလုတ်သိမ်းတာနဲ့အိမ်မြန်ကုန်ကြလို့ပါနိခာတွဲနေရန်ကိုလက်သေးနဲ့ရိုက်ထုခြေထောက်နဲ့ကန်တာတွေဆက်လုံနေတယ်ကြာလာတော့သူ့လက်တွေရောခြေထောက်တွေပါနာကျင်လာပြီးသွေးတွေပါထွက်လာတယ်နောက်ဆုံးသူဟာမောပန်းအားကုန်လာလို့စိတ်ကိုလျှော့လိုက်တယ်ခြေမြေပေါ်မှာလဲကျသွားတယ်နိခာကုံတွဲပေါ်မှာအလုတ်လောက်တာကြာပြီမို့ကုံတွဲတွေရဲ့ရေခဲမှအပူချိန်ဖြစ်တဲ့၃ညဒီဂရီဆယ်စီယပ်စ်မှာထားရတယ်ဆိုတော့ကိုသူသိနေတယ် ဒါကြောင့်သူစိတ်ထဲမှာငါဒီတွဲတွေကထွက်မရရင်ငါတကူလုံးရေခဲပြီးသေတော့မယ်လို့တွေးမိတယ်။ဒီအချိန်မှာနိခာသူ့ခန္ဓာကိုယ်မှာတဖြည်းဖြည်းအေးဆက်ထုံကျင်လာတာကိုခံစားလာမိတယ်။သူသေတော့မယ်ဆိုတာကိုသိလို့သူမှပါလာတဲ့မောင်းချထားနဲ့တွဲသက်သားချမ်းပြင်းမှာခုလို့ရေးချက်စာရေးလိုက်တယ်။အခုအရင်အေးလာပြီ။ငါခန္ဓာကိုယ်ဟာအေးဆက်ပြီးထုံကျင်လာနေပြီ။မကြခင်ငါမနိုးတော့အေးဆက်ခြင်းနဲ့အိပ်ပျော်သွားတော့မယ်။ဒါဟာ ငါရဲ့နောက်ဆုံးစကားတွေပါတဲ့မနက်မှနစ်ပြောင်နေမှန်းသိသွားတဲ့သူ့အဖွဲ့သားတွေရထားတွေတွေကိုတွဲပြီးတွဲတက်ပြီးလိုက်ရှာကြတယ်နစ်ရှိတဲ့တွဲပေါက်တကားကြီးကိုဖွင့်လိုက်တော့ခွေခွေလေးလဲကြနေတဲ့နစ်ကို တွေ့ကြတယ်နစ်အသက်မရှိတော့ပါဘူးသူ့အလောင်းကိုစေယုံပို့လိုက်ကြတယ်စေယုံမှာဆရာဝန်တွေကသူ့အလောင်းကိုရှင်ခွဲပြီးစစ်ဆေးကြည့်တယ်နစ်ဟာရေခဲတဲ့အပူချိန်ကြောင့်တကိုယ်လုံးအေးခဲပြီးတည်ဆုံးခဲ့တာလို့ဆရာဝန်တွေကမှတ်ချက်ချကြတယ် အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာကအဖွဲသားတွေက Nick Payne နေတဲ့တွေးထဲမှာတက်ဆင်ထားတဲ့လီအီးပစ္စည်းကိုစစ်ဆေးကြည့်လိုက်ကြတော့စက်ထဲမှာပြက်နေတဲ့ပစ္စည်းတစ်ခုကိုဖြုတ်ပြီးပြင်စင်ရေးအလုံယုံကိုပို့ထားတာကြောင့်လီအီးပစ္စည်းအလုံမလောက်တာတစ်ဖက်ကျော်နေပြီဆိုတာကိုသိလိုက်ရတယ်။ပြီးတော့တွေးထဲကအပူချိန်ကလည်းပြင်ပကနွေရာသီအပူချိန်နဲ့တိတ်မကွာပါဘူး။ Nick ဘာကြောင့်တိတ်ဆုံးသွားရတာလဲ။ရှည်ခဲ့တဲ့အေးအေးတန်းကြောင့်သူတိတ်ဆုံးသွားရတာမဟုတ်ပါဘူး။ငါရှည်ခဲ့ပြီးတည်တော့မယ်ဆိုတဲ့ သူ့ရဲ့လွဲမှားတဲ့ယုံကြည်မှုစိတ်ဆွမ်းအားကသူ့ကိုတတ်လိုက်တာပါ။ဒါကြောင့် စိတ်ဆွမ်းအားကိုမှတ်မှတ်မကန်အသုံးချမိရင်အင်မတန်အန္တရာယ်ကြီးတယ်ဆိုတာကိုသတိထားပါ။အခုကျွန်တော်ဖတ်ပြနေဆက်ပေးခဲ့တဲ့ဆောင်းမကောင်းလေးကတော့အစာရေးဆရာပုံမောသိမ့်ပြီးရေးသားထားတဲ့မြဝေလိုတော်အတွေ့များတုံးဆောက်တယ်မှာအကြောက်မှတ်ပွဲစိတ်ဆွမ်းအားလို့အမိရတဲ့ဆောင်းမကောင်းလေးတဲ့ပုဂ္ဂိုလ်ရွေးချယ်ဖတ်ပြတက်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်။ဒီဆောင်းမလေးမှာဆိုလို့ရှိရင်တကယ်ရှိခဲ့အခန်းထဲမှာပြိမိနေတယ်ဆိုပေမဲ့လည်း ဒီပစ္စည်းပြက်နေတာကိုသူကိုယ်တိုင်ကလည်းသတိမထားမိပါဘူး။ဒါပေမဲ့ကိုယ့်ရဲ့ဒီကြောက်လန့်နေတဲ့စိတ်ကြောင့်ငါတကယ်သိတော့မယ်ဆိုပြီးတော့တွေးမိတွေးရတွေးနေရကနေတကယ်ရှည်ခဲပြီးတော့တည်ဆုံသွားတယ်ပေါ့။ဒီလူတယောက်ရဲ့အကြောင်းကိုဒီဆောင်ပါလေးမှာရှင်းသားထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့တကယ်တမ်းကသူဟာအမှတ်တမ်းအေးခဲတဲ့ဒီရေခဲမှတ်အပူချိန်ကြောင့်သူဟာတည်ဆုံခဲ့ရတာမဟုတ်ဘဲနဲ့သူ့ရဲ့ဒီတရလုံးကြောက်စိတ်ကြောင့် သူဟာတည်ဆုံးခဲ့ရတယ်ဆိုတဲ့အကြောင်းလေးဒီဆောင်မလေးမှာရည်သားထားပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့လက်တွေ့ဘဝမှာလေတချို့အရာတွေကိုကျွန်တော်တို့တွေဒီညက်ကန်းတစီမကြောက်ဆိုလိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့တွေကကိုယ့်ရဲ့ဒီစင်ញင်ုံတရားနဲ့တရားစဉ်းစားတွေးခေါ်ပြီးတော့မှချင့်ချိန်ပြီးတော့ယုံကြည်ကြဖို့လက်ခံကြဖို့ကျွန်တော်တို့အမတန်မှအရေးကြီးတယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီဆောင်မလေးကနေသင်ခန်းစာယူရမှာဖြစ်ပါတယ်။အဲဒါကြောင့်မလို့ကျွန်တော်တို့ဒီလိုမျိုးဆောင်းမကောင်းလေးတွေပါတဲ့ဆရာပေါ်မှာသင်ပြရေးသားထားတဲ့ မျှဝေလို့တော့အတွေ့များသုံးဝင်းစာအကောင်လေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ Literature Fee Channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာ။နားဆင်သူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေ။ဒေါသခတ်သိမ်းကင်းကျင်းကြပါစေ။စိတ်ရင်ခတ်သိမ်းကင်းကျင်းကြပါစေ။နှလုံးစေဝါအေးချမ်းကြပါစေ။နားဆင်သူများအားလုံးဘေးရန်ကြောက်ကြဆင်းရဲကင်းပြီးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒများလေးတစ်လုံးတစ်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ Literature Fee Channel လေးမှာနားဆင်ပေးခဲ့ကြသူဒုတိယချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ။